အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများအတွက်တပတ်တာကညီမကိုဟောကြားပေးသွားမှာဖြစ်ပါတယ်23ရက်3လ2025ကနေပြီးတော့27ရက်3လ2025ဒီတပတ်တာတနင်္ဂနွေသားသမီးကညီမအနေနဲ့ကတော့ဒီကနေ့ကစပြီးတော့တနင်္ဂနွေသားသမီးတွေဟာအိုးဆောင်မှုစွန့်ရင်တက်လာပါလိမ့်မယ် အဖွဲ့အစည်းတွေမှာကိုယ့်အကြံဉာဏ်တွေကိုလူတွေကယူဆိုင်လာပါလိမ့်မယ်။စိတ်ကူးသည့်စီမံကိန်းသစ်တွေစတင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အခြေအခြေအနေနဲ့ပတ်သက်ပြီးတော့တင်ရပြောဆိုနိုင်စွမ်းကသူများကိုဆက်ဆောင်မှုရှိစေပါတယ်။အတွင်စိတ်ခံစားချက်တွေကိုဖွင့်ဟဖို့မကြောက်ပါနဲ့။အိမ်အောင်ရှင်များကိုအိမ်နဲ့အိမ်တွင်ကိစ္စဆက်ဆံရေးတွေမှာတည်ခံပေးဖို့အကြံပေးလိုပါတယ်။ကျမရဲ့အနေနဲ့ကတော့ဒီနေ့မှစိတ်ဖြည့်စည်းမှုတွေနဲ့အောင်လက်ကယူဆိုင်ပေးပါ။ ယောဂကျင့်တာမျိုးလမ်းလျှောက်တာမျိုးလှုပ်ရှားမှုတွေကိုပြုလုပ်ပေးပါခံကောင်းစေတဲ့အရာများကတော့ခံကောင်းစေတဲ့အရာများကတော့ရွှေရွှေရောင်လိမ္မော်ရောင်ခံကောင်းစေတဲ့နံပါတ်ကတော့တကူဖြစ်ပါတယ်ခံကောင်းစေတဲ့ကြောင့်မြတ်ကြောင့်မြတ်ကတော့ပရမညာဖြစ်ပါတယ်အထူးသတိထားမယ့်အချက်ကတော့ဒီတပတ်တာမှာတပတ်သက်ဆန်တဲ့အတ္တဆန်တဲ့စိတ်ကိုရှောင်ပေးပါသူများရဲ့အမြင်ကိုနားထောင်ပေးပါမိသားစုဝင်နေတဲ့အချိန်ကိုပို့ပေးပါရေဒီယာအနေနဲ့ကတော့ခွေးများကိုအစာကျွေးပေးပါ